အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျတောင်မူလီတက်ကို ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်မှုမှာဒုဗိုလ်မှူးကြီး2ဦးပါဝင်စစ်တပ်ဖက်မှ10ဦးသေဆုံးပြီးတိုက်လေယာဉ်20ဝိုင်းလေယာဉ်တစ်စင်းနဲ့ဂိုဒေါင်များထိမှန်ပျက်စီးဟုသိရပါတယ်။ပဲခူးတိုင်းတောင်ဝမြို့ကေရုမဒီလေတက်စကန်တွင်တို့တရက်ကုန်မှာရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တက်ခိုက်ခဲ့ရာဒုတိယဗိုလ်မှူးကြီး2ဦးပါဝင်10ဦးသေဆုံးပြီး Jack Fighter 20ဝိုင်းအိတ်တစ်စင်းနဲ့ဂိုဒေါင်များထိမှန်ပျက်စီးခဲ့ကြောင်း Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။မေလ16ရက်နေ့ နနက်7:48မိနစ်အချိန်တောင်ငူမြို့ကေတုမတီလေတက်စခန်းကိုတရက်ခုံမှ short တုံးစစ်တလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြားရောက်ပေါက်ကွဲခဲ့ပြီးလေတက်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ဦးဗိုလ်ကြီးဆင့်ရှိသူ2ဦး၄ဦးအပါအဝင်အခြားစစ်သည်6ဦးစုစုပေါင်း10ဦးတေဆုံးခဲ့ကြောင်းသိရပါသည် ။ဟိုရင်ကွင်းရွာစာတင်ကျောင်းကကလေးတို့အတွက်ကြည်ခွဲခဲ့ရတယ်လို့အခုသူတို့အတွက်ထိထိရရောက်လက်တုံပြန်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ဂျင်းတ်ပါတယ်ဟု Brief Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အလားတူ Leader City စစ်နယ်ဦးတန်းရရှိထားပြီးရင်းတန်းရရှိသူများကိုစစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။ထို့ပြင် Jack Fighter လေယာဉ်တစ်စင်း Y8 လေယာဉ်တစ်စင်းတို့ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အတွင်းရှိ drone ကိုတောင်မီးလောင်ပစ္စည်းကလေတပ်အတွင်းပစ္စည်းတည်ယူပို့ဆောင်ပေးနေသောယင်တချို့ လေတပ်အတွင်းရှိလေတပ်စစ်သည်များနားနေဆောင်တလို့လင်းရန်ပိုပစ္စည်းကိုတောင်နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆိုပါတက်ခိုင်းမှုကို Brave Warriors from Myanmar BWM Mountain Knife Civilian Defense Forces MKCDF Anti-Coup People's Liberation Force ACPLF နဲ့တန်တောင်မြောက်ပိုင်းအထုလေတာအဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါငူလေတဲ့စကားဤစစ်ရစုမှုများကျူးလွန်ရရင်အရေးပါသောလေတာတောက်တိုင်တစ်ခုဖြစ်ထမ်းဆောင်ပေးနေသည့်အပြင်ယခုရက်ပိုင်းတောင်ပိုင်းတွန်လိုင်းအင်အားစုများ၏တွန်လိုင်းရေလှုပ်ရှားမှုများကိုလည်းလေကြောင်းမှတရက်ဆက်ဘုံကျဲတိုက်ခိုက်ရာတွင်အ धिक အပါဝင်နေသောလေတဲ့စကားတစ်ခုဖြစ်နေသောကြောင့် BWM Mission 37အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြေပြင်စစ်စင်ရေးများတွင် ပြည်သူတော်လိုင်းအင်အားစုများကိုရင်ဆိုင်နိုင်စွာမရှိတော့ဘဲကြာရှုံးမှုများစွာနဲ့ရင်ဆိုင်လာရသောစစ်ရှုံးကောင်းစီသည်လီတက်ကိုအားကို၍ဝင်းဟင်အသာစီးဖြင့်တော်လိုင်းအင်အားစုများကိုတံပြန်တိုက်ခိုက်လာရုံမျှမကတပင်းရင်းမြုံနယ်အိုထင်းကွင်းကျေးရွာစာတင်ကျောင်းမှာကျောင်းသူကျောင်းသားကလေးငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတပ်ဖြတ်မှုအပအဝင်နိုင်ငံတော်အရက်ဖက်ပြည်သူများကိုပြစ်မှတ်ထားကဘုံကျဲတပ်ဖြတ်ပြခြင်းဖြင့်၎င်း၏မတရားလူယူထားသောအာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်မှုစူးစမ်းနေကြောင်းအသိပေးထားပါသည်။နေဦးတော်လိုင်းရဲ့အောင်မြင်ရာ စစ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေယာဉ်များပိုင်လော့များလေယံစီဘုံတိတစားတို့ထုတ်လုပ်သည့်စစ်ရုံပါဝင်လေတပ်ကိုအားဖြည့်သည့်တောက်တိုင်မျိုးစုံတို့ကိုဖြိုလဲရန်လက်လှမ်းမိသည့်တွန်လိုင်းအင်အားစုများပြည်သူများမှတတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းကြပါရန်မေတ္တာရခံထားပါသည်နိုင်ငံတော်မှာစစ်မှုထမ်းအပတ်စဉ်30တင်နာစဉ်တပ်သားတဲ့800ကျော်ကိုရခိုင်ပြည်ရှေ့နှံစစ်မြေပြင်သို့စစ်တပ်ကပို့ဆောင်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံတဝက်မှာစစ်မှုထားအပစင်30တင်တန်းစဉ်တသားတဲ့800ကျော်ကိုစစ်ကောင်စီကရခိုင်ပြည်ရှေ့လားစစ်မြေပြင်သို့ပို့ဆောင်လိုက်ကြောင်းစစ်မှုတန်းတသားတဲ့အချို့ဤမိဘမိတ်ဆွေများကပြောကြားပါတယ်။မေလ9ရက်နေ့တင်တန်းစဉ်ကတော့စစ်မှုထားအပစင်30မှာတသားတဲ့800ကျော်ကိုတင်မောများလေရင်စစ်ကားများဖြင့်ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူအားနဲ့ဆက်ဆက်နေသော မကွေးတိုင်းငဖဲမြို့နယ်ဗဒန်းတပ်နယ်များဘက်သို့ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်မှုထားအပစင်30က မေလ9ရက်နေ့ကတင်နန်းဆင်းပြီးတော့မေလ9ရက်နေ့ကစပြီးတပ်သားစုစုပေါင်း800ကျော်ကိုရခိုင်နဲ့ဆက်ဆက်တဲ့ရှေ့တန်းတွေစီကိုပို့တယ်လို့ပြောတယ်။တတော်များများစစ်တွေနဲ့ကြောက်ဖြူဘက်ကိုအပိုခံရပါတယ်။ဒေါမူအမှတ်6တားမြက်လေ့ကျင့်ရေးတင်နန်းကျောင်းကအတော်များများကရခိုင်ရှေ့တန်းကိုပို့ခံခဲ့ရတယ်။ငဖဲတပ်နယ်ကိုလည်းပို့တာစစ်မှုထမ်းပတ်စင်30တပ်သားစု300ကျော်လောက်ပါသွားတယ်။ ပြန်တည်ရတာတွေအားလုံးညီကဖုံးဆက်တည်ပေးလာတာဟုတောင်ဦးအမှတ်6လစ်ကျင်ရေးတင်နန်းကျောင်းမှာအပတ်စဉ်30တင်နန်းစဉ်တသားတစ်တူကြီးအကိုဖြစ်သူကပြောပါတယ်။ရခိုင်ရှိတန်းတို့ပို့ဆောင်ခွန်ရသည့်တသားတစ်များကိုစစ်ကောင်စီကကြိုတင်အသိပေးခြင်းမရှိဘဲပို့ဆောင်ခြင်းဖြစ်ကြောင်းရှိတန်းနေရာများသို့ရောက်ရှိချိန်မှသာရခိုင်အေအေနဲ့တိုက်ခိုက်ရမည်ကိုသိရှိရကြောင်းတသားတစ်များကမိဘဆွေမျိုးများထံသို့ဆက်သွယ်၍အလင်းဝင်နိုင်မည့်နည်းလမ်းများဖုန်းနံပါတ်များကိုဆက်သွယ်ပေးရန်အတိပေးလာမှုများရှိနေကြောင်းလည်းသိရပါဗျ။ဖုန်းဆက်ပြီးသူတို့မတိုက်ချင်ဘူး။ ရှီတန်းကိုပို့မှာကိုဘယ်ရှီတန်းလဲဆိုတာလည်းအသိမပေးဘူး။ရောက်မှ A နဲ့တက်ရမယ်ဆိုတာသိတယ်လို့ပြောပြတယ်။ဒေါက်တော်မြများကတော့မတိုက်ချင်ကြဘူး။ကိုယ့်အိမ်ကိုဘယ်လိုဆက်သွယ်ပြီးအလင်းဝင်လို့ရမလဲ။နီလာရှာဖို့အကူအညီတောင်းကြတယ်ဟု။ငဖဲမြုံနယ်တွင်ရောက်ရှိနေသောစစ်မှုထားပတ်စင်30တင်နာစင်းတသားတူကပြောပါတယ်။စစ်ကောင်စီက စစ်မှုထမ်းတင်နာစဉ်တပ်သားတင်များအလုံးကိုရှေ့နှားစစ်မြေပြင်သို့သာခွဲရန်ကြဆီလိုခြင်းဖြစ်ပြီးနောက်တန်းလုံကြုံရေးအဖြစ်အသုံးပြုမှုမရှိသလောက်နေပါကြောင်းယခုစစ်မှုထမ်းတင်နာစဉ်အလုံးကိုတနိုင်ငံလုံးရှိရှေ့နှားစစ်မြေပြင်များတို့ကခွဲရန်စနစ်ဖြင့်ဆီလိုနေခြင်းဖြစ်ကြောင်းတပ်တရင်ရင်းမြစ်တချို့ကရှင်းလင်းပြောဆိုပါရယ်ရွေးကောက်ပွဲမတိုင်းမီဆုံးရှုံးမြုံများပြန်လည်သိမ်းပါရေးနေမြေစိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတက်ခတ်မှုများအတွက်နေပြည်တော်စစ်ရုံးတွင်မရောက်နိုင်ကဆေးစည်းဝေးများဆက်တိုက်ခေါ်ယူနေကြောင်းသိရပါရယ် အချမ်းမဲ့စစ်ကောင်စီကပြုလို့ရန်ရှိနေသည်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားသောမြို့များကိုပြန်လည်သိမ်းပိုက်ရေးနယ်မြေဆိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတက်ခတ်မှုများအတွက်နေပြည်တော်စစ်ရုံးတွင်မရောက်နိုင်ကစစ်ရေးဆိုင်ရာစီဝေးများစက်တိုက်ခေါ်ယူခဲ့ကြောင်းနေပြည်တော်စစ်ဘက်တွင်ရင်းမြစ်တံကပြောဆိုပါရယ်ရုရှားနိုင်ငံတွင်တရုတ်သမ္မတနှင့်တွေ့ဆုံခဲ့သောမရောက်နိုင်ကမင်းလာ၁၂ရက်မှစတင်ပြီးစစ်စင်ရေးကိစ္စများကို၎င်းလက်အောက်ခံဗိုလ်ချုပ်များကောက်ဆထမှုများနဲ့အစည်းအဝေးများခေါ်ယူခဲ့ကြောင်း ရင်းနောက်မေလ15ရက်နေ့နဲ့မေလ16ရက်နေ့တွင်စစ်တိုင်းမှုများကိုနေပြည်တော်သို့ခေါ်ယူခဲ့ကြောင်းရင်းနောက်စစ်ရေးဆိုင်ရာဆက်ဆက်စည်းဝေးများကိုတောက်လျှောက်ဆူတို့ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။လွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာစစ်ရေးဆိုင်ရာစည်းဝေးတွေကြီးပဲဆက်တိုက်လုပ်တယ်။စစ်စင်ရေးစီမံချက်တွေဆွဲတယ်လို့လည်းသိရတယ်။စစ်ရေးထောက်ဖို့လက်နက်ခဲယံစစ်ရေးစက်တာပေါင်းစုံဆွေးနွေးမှုရှိတယ်။စစ်စင်ရေးဥဆောင်သူတို့ထို့လည်းအပြောင်းလဲရှိနိုင်တယ်ဟုနေပြည်တော်စစ်ပဒတင်ရင်းမြစ်ကရှင်းပြပါတယ်။မေလ15ရက်နေ့မှာ မေလ16ရက်အထိပြုလုပ်ခဲ့သောစစ်တိုင်းမှုများစီးဝေးတွင်လည်းနေမြေစိုးမိုးရေးကိစ္စများကိုပင်အဓိကဆွေးနွေးခဲ့ကြောင်းသိရပါသည်ရုရှားကီးစင်တွင်တရုတ်သမ္မတနှင့်တွေ့ဆုံခဲ့ရာတွင်မြန်မာနိုင်ငံ၏အထုတ်ချအာဏာလွတ်လပ်ရေးနိုင်ငံမဲ့ပိုင်ဆိုင်မှုနှင့်နိုင်ငံတည်ငြိမ်လုံဆောင်မှုများကိုလည်းထောက်ခံသည်ဆိုသောတရုတ်သမ္မတထံမှဂရိကဝေရရှိခဲ့ပြီးနောက်နေပြည်တော်စစ်ရေးဆိုင်ရာစီးဝေးများတွင်မင်းအောင်လှိုင်မှစစ်စင်ရေးများအတွက်ဆရာထက်တာမှုများရှိနေကြောင်း တွေ့ရပါတယ်။စမ်းချောင်းမြို့နယ်တောင်မြက်ကအုပ်ချုပ်ရေးမှုရုံးလက်ပြပုံးဖြင့်ပြစ်ခတ်ခံရပြီးစစ်တပ်နဲ့ရဲကကင်းဘတ်စစ်ဆေးမှုများလုဆောင်ခဲ့ကြောင်းသိရပါတယ်။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်တောင်မြက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလက်ဖြစ်ပုံးပြစ်သွင်းတက်ခိုက်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကစမ်းချောင်းမြို့နယ်တခွင်ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းဒေသပြည်သူတို့ချို့နဲ့ the blood line အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်မေလ19ရက်နေ့နာနဲ့7:50မိနစ်ခန့်တွင်စမ်းချောင်းမြုံနယ်တောင်မြတ်ကွက်ရှိအုတ်ချုပ်ရိပ်မှုယုံကို the blood line နဲ့ရန်ကုန် army အဖွဲ့မှတော်လိုင်းရဲဘော်များကလက်ပစ်ပုံးတစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်အုတ်ချုပ်ရိပ်မှုယုံကတွင်ရှိအချမ်းမဲ့စစ်ကောင်စီတပ်သားတို့ထိခိုက်မှုရှိခဲ့ကြောင်းသိရပါတယ်ဒီနေ့7:00နာရီကစပြီး7:00လောက်အထိစမ်းချောင်းထဲမှာရဲကားနဲ့စစ်ကားတွေပတ်တယ်တချို့လမ်းတွေတဲလဲရဲကားဝင်ပြီးလိုက်စစ်ဆေးတာတွေ့တယ်ဘုံမှမဟုတ်တဲ့ကင်းမတ်တွေလုတော့တယ်လမ်းကျင်းတဲကိုမဝင်ဘူး ဒီနေ့ကရဲကားတွေကပန်းတနော်လာနဲ့လင်းလွန်းလမ်းဘက်ကိုပတ်သွားတာဟုစမ်းချောင်းမြို့မှပြည်သူတို့ကပြောပါတယ်။လက်ပြုံပုံပြင်တိုက်ခိုက်ခံရသည့်အုပ်ချုပ်ရေးမှူးယုံသည်စစ်ကောင်စီတောက်တိုင်များဖြစ်သောအုပ်ချုပ်ရေးမှူးဒလန်နှင့်ပြူစောထီများစုဝေးရာနေရာဖြစ်ပြီးပြည်သူများကိုအနိုင်ကျင့်ပိုကြနေသောကြံ့ဖွံ့ရုံးဖြစ်သောကြောင့်စစ်ကောင်စီအုပ်ချုပ်ရေးရန်ရားများနဲ့ပတ်သက်ဆက်နွယ်နေ၍နောက်ဆုံးအကြိမ်တတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း The Black Line အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။စစ်ကောင်စီတပ်သားတအူးထိခိုက်တယ်လို့သိရတယ်။ ကျွန်တော်တို့မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးခက်စိတ်စိတ်တိုက်ခိုက်သွားမယ်ဆိုတဲ့အကြောင်းရယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်နေတဲ့နေရာလူပုဂ္ဂိုလ်စားတဲ့ဆက်ဆက်နေတဲ့အတူဂုံလုံးကိုတိုက်ခိုက်သွားမယ်လို့ပြောချင်ပါတယ်ဟုဒပလိုင်းဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်စစ်ကောင်စီအုပ်ချုပ်ရေးရန်နေရာများနဲ့ပတ်သက်ပါကလုံးဝအာမခံမိမဟုတ်ကြောင်းနဲ့ဒပလိုင်းနဲ့ရန်ကုန်အာမီမဟာမိတ်ညီနောင်တို့ဒီစစ်ကောင်စီထောက်တိုင်မှန်သမျှကိုဆက်လက်ဖြိုဖျက်တိုက်ခိုက်သွားမည်ဖြစ်ကပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများရှိသည့်နေရာများသို့တွန်းလာခြင်းအထူးရှောင်ကြားကြပါရန် The Blood Line အဖွဲ့ကအတိပေးနှိုးဆော်ထားပါသည်